ဒီထမင်းကိုချိုင်းနေတဲ့တဲ့သူတွေရှိပါလားအေဒီယာအစားအစာတွေကိုတဲ့တဲ့သူတွေရှိပါလားဒီနေ့တော့ကျွန်တော်အလုပ်ကိစ္စလေးတစ်ခုနဲ့မြို့ထဲဘက်ကိုရောက်ဖြစ်ပါတယ်မြို့ထဲဘက်ရောက်ဖြစ်တိုင်းစားနေကြဘတ်ဂျက်ဆိုင်လေးဆိုင်ရှိပါတယ်သူဆိုင်နံပါတ်ကတော့ရွှေအင်ချင်းအေဒီယာအစားအစာအမျိုးစုံရောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးကဘတ်ဂျက်ဆိုင်လေးဖြစ်တဲ့အတွက်တော်တော်လေးဟိုဒီကိအနေထားနဲ့ဆိုတော်တော်လေးကောင်းတယ်လို့ပြောရမှာဗျထမင်းနဲ့ဟင်းနဲ့တခါအဝစားမှာ ဟိုဈေးနှုန်း5000 6000လောက်ပဲကြာသိမ်းပြီးတော့လဖေးရေပေါ့လေဒီအိန္ဒိယခေါ်တော့ကကာလို့ခေါ်တာပေါ့လဖေးရေတစ်ခွက်ကိုမှ900ပဲရှိတယ်တချို့ကျွန်တော်တို့ဒီရပ်ွက်ဆိုင်တွေမှာတော့လဖေးတစ်ခွက်ကို2000 2500လောက်ဖြစ်တဲ့ချိန်မှာဒီဆိုင်လေးမှာလဖေးတစ်ခွက်ကို900ပဲရှိတယ်အာလူပူတီတို့ချပါတီတို့ဆိုလည်းတပွဲကို1000ပဲရှိတယ်အာလူပူတီဆိုဗျာနှစ်ပွဲလောက်စားလိုက်ရင် တော့တော်တော်လေးဘိုက်ပြည့်တဲ့ဆိုင်လေးဗျာဒီမှာကအဝစားသမင်းနဲ့ဟင်းနဲ့အဝစား အပြင်မှာဒီခေတ်ကုန်စည်နှုန်းအရဆိုလို့ရှိရင်ထမင်းတနက်စားရင်တော့ကျွန်တော်တို့8000နဲ့1000ကြားမှာကြာတင်ပါတယ်8000နဲ့1000ကြားပေါ့လေဒါဒီထက်ပိုစားရင်တော့1000ကျော်တဲ့စိုင်းတွေရှိပါတယ်ဒီမှာကတော့ထမင်းကိုတကယ်အလူကြီးပေးသလိုပြရောင်းတာပြဟိုဟိုဘယ်လိုပြောရမလဲမလူတိုင်းဈေးရောင်းဆိုတဲ့ပုံစံမျိုးတောင်ဖြစ်နေလားလို့ပေးမိတယ်ဆန်ဆိုတာလည်းတော်တော်ကောင်းတယ်သူတို့ချက်ထားတဲ့ဆန်တော်တော်ဆန်ပြန်မဟုတ်ပြဆန်ကြောပါ အဒီမှာဆိုလဲဟင်းနေရတော်တော်အမေဆုံးနေပါအမျိုးသားတော်တော်ဆုံဆုံလေးနေတွေ့ရတယ်။ကိုကြိုက်တဲ့ဟင်းနဲ့ကိုစားလို့ရတယ်။အမစိတ်အုံနောက်တို့စိတ်ကလေးတာတို့အစားဒီဆိုင်မှာရတယ်။ကျောတော့ချစ်ဒီထမင်းဆိုင်ဖြစ်တဲ့အတွက်အိန္ဒိယဟိုအမွေတက်လေးတွေရတာပေါ့နော်ဟင်းကပ်အဝေးချိုင်းလေးတွေနဲ့အဲ့လိုအိန္ဒိယစတိုင်လေးတော့ချက်ထားတဲ့ဟင်းလေးတွေများတယ်ဗျအမျိုးစားတော့တော်တော်ဆုံဆုံနေနေရတယ်အဲဒါပေမဲ့လူလူကတော့တားများတယ်ဗျဘတ်ဂျက်ဆိုင်လေးဆိုတော့လေထမင်းစားတဲ့ချိန်လေးဆိုတော့လူတားများတယ် ။ထမင်းကလည်းအဝစားဗျာ။ဆိုင်ရှင်ကလည်းသဘောကောင်းတယ်။ဆိုင်ရဝန်ထမ်းတွေကလည်းအလိုသဘောကောင်း။ထမင်းမကုန်သေးဘူး။နောက်တဲ့ထမင်းယူမလားယူမလား။အပေးဟင်းယူမလားယူမလားအလိုပေါ့ဗျာ။ခဏခဏလာလာပြီးတယ်။အဝကလည်းတော်တော်ကြီးတယ်လို့ပြောလို့ရတယ်ဗျာ။ဟိုနောက်ပြီးတော့ဒီအရန်ဟင်းနေပြထားလဲ။ဒီရန်ဟင်းဆိုတော့အရွက်ချော်လေးတွေပေါ့နော်။ကိုစိတ်ကြိုက်တဲ့အစားတစ်ခါစားမှ9000 6000ဆိုတော့ကျွန်တော်တော့တော်တော်သဘောကျတယ်ဗျာ။ဒီရွှေရင်ချင်းဆိုတဲ့ဒီအိန္ဒိယအစားစားပေါ့နော်ချစ်တီထမင်းဆိုင်တွေတည်ရှိတဲ့နေရာကတော့ကျွန်တော်တို့ဒီရန်ကုန်မြို့ဝကုန်းတယ်လန် အဲကုန်တယ်လမ်းဆိုတော့အောက်ဘက်ပေါ့နော်အောက်ဘက်ကြတာကိုကုန်တယ်လမ်းတိတ်ထူလမ်းနဲ့44လမ်းချာမှာသူကတည်ရှိတယ်အနောက်မှာတော့ဒီဒီလိုပဲချီတီသမင်းဆိုင်တွေကတော့အများကြီးပဲဗျာကျွန်တော်ကတော့ဒီရွှေအေးချင်းဆိုတဲ့ချီတီသမင်းဆိုင်တွေကိုပဲအဲမျိုးပေးမျိုးပေးစီချင်ပါတယ်ဘာဖြစ်လို့လဲတော်တော်လေးကောင်းလို့တော်တော်လေးဘတ်ဂျက်အရလေတော်တော်လေးအဆင်ပြေတယ်ဗျာတော်တော်လေးစားလို့ကောင်းလို့ကျွန်တော်တော့ညှို့ပေးချင်ပါတယ်အဲသူကတော့တိမ်ဖြူလမ်း44လမ်းလိမ့်စာကိုပြန်ပြောရမှာဆိုတိမ်ဖြူလမ်းနဲ့44ချမ်းလမ်းကြားလေးမှာပါဗျာ အမှလူတွေအများကြီးရှိတဲ့ဆိုင်အောင်ချိန်လိုက်ပြဆိုင်တွေအများကြီးထဲမှာလူတွေကထမင်းထားတဲ့ကြောင့်တော်တော်လေးအုံအုံကြွကြွလေးဖြစ်တဲ့ဆိုင်ဆိုနေတာရွှေအေးကြီးတတိထပင်ဆိုင်လေးပါပဲအားလုံးကိုလည်းဒီဆိုင်လေးမှာလာရောက်ဟို စားသုံးဖို့လည်း